စင်တို့ဖို့ဒီနေ့ဟာထူးခြားတဲ့နေ့မြတ်များတဲ့မှာအပါဝင်ဖြစ်တဲ့ဝါကျွပွဲတော်အခါသမယပဲဖြစ်တယ်။တမာပြင်ဝါကျွပွဲတော်လို့ဆိုရတော့လေဘုရားဗတာဝင် သူတော်စင်တို့အနေနဲ့တမိုင်းကြောင်းအရာပြန်လည်ပြီးတော့အယုံပြုကြည့်ကြရမှာတော့ ဒီနေ့ဟာအခါတူ၃ရက်လို့၃နေ့ဆုံးတဲ့နေ့တူနေ့မြတ်ပဲဖြစ်တယ်ပေါ့တကယ်ကိုဘုရားသာသနာတမိုင်းမှာမှတ်တမ်းဝင်တဲ့နေတူနေမြတ်၃ရက်၃မျိုးပါဝင်တဲ့အခါတော်နေ့တစ်ခုဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာ ဒါပရိသတ်နဲ့ပြည်ကြွပြီးခုနမမြောက်ကာလမှာဘယ်တော့ဖြစ်ခဲ့ဘူးတဲ့သံတော်တိတ္တသားကိုအူထားပြီးတော့အဘိဓမ္မာတရားကိုဝါတွင်3လ7ပေါင်း90ဟောကြားလို့ပြီးဆုံးတဲ့နေ့ဖြစ်သတ်မှတ်ထားတာဖြစ်လို့ဒီနေ့ကိုအဘိဓမ္မာအခါတော်နေ့လို့အခါတော်နေ့တစ်ခုမှတ်သားကြရမှာဖြစ်တယ် လေးနှစ်တည်းတရားဓမ္မတွေကိုဟောတာနောက်ဆုံးအဆုံးသတ်တဲ့နေ့ဖြစ်လို့ပြိဓမ္မာခါတော်နေ့နောက်တစ်ခုကတော့အပြိဓမ္မာတရားဟောကြားပြီးတဲ့အခါယသဗျာဟာတပရိသန်နတ်ပြည်ကနေပြီးတော့သင်္ကတနဂရလို့ခေါ်တဲ့သင်္ကတမြို့ဒီကနေ့ခေတ်ညူဒီလီနဲ့နီးတဲ့ ဒေသမှာရှိတဲ့တင်ကသမြို့ဟောင်းနေရာစောင်းနှံသုံးသွယ်ရနေပြီးတပ်မြမာပေါင်းချမ်းရန်လိုက်ပါလျက်လူပြည်တို့ပြန်လီဆင်းသက်ကြွရောက်လာတဲ့နေထူးနေမြတ်ပါဠိစာပေမှာဒေဝရဟဏလို့ခေါ်ဒေဝအရဟဏနတ်ပြည်ကလူပြည်တို့ပြန်လီကြွဆင်းတဲ့နေလို့အဲ့ဒီနေကိုထိမှတ်ပြုတ်ပြီးတော့ဒီကနေ့မှာ ဟိုတာဝရိဏပွဲတွေဆိုပြီးတော့ယမတချို့ဒေသတွေမှာ ပူဇော်ပွဲတွေလုပ်ကြမိထုံးပွဲတွေလုပ်တာလေမြတ်စွာဘုရားတာဝရိဏနှစ်ပြည့်ကပြန်ကြွလာတာကို ကျိုးဆိုပူဇော်သောအဖြစ်မိထုံးပွဲတွေပြုလုပ်ကြတယ်ဟိုရှိအခင်ကလာတော့မိနတ်ကိုပူဇော်တာသမု ကတိကနက်ခတ်ကိုကတိကနက်ခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတယ်အာ ဘုရားရဲ့ဆုံးမတရားတော်တွေရောက်ရှိလာတဲ့အခါကျတော့နက္ခတ်ကိုပူဇော်တဲ့ပွဲတွေဟာဘုရားကိုပူဇော်တဲ့ပွဲအဖြစ်ပြောင်းလဲပြီးတော့ဆင်းရဲလာကြကြတာထူခြားတဲ့ဝိသေသလက္ခဏာတစ်ခုဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ဟာအဘိဓမ္မာခါတော်နေ့အပြင်ရသော်ဗျာတာဝရိသနတ်ပြည်ကပြန်လည်ဆင်းကြွာလာတဲ့ နေတုယတုအခါတို့လည်းဖြစ်တယ်ဆိုတာမှတ်သားမှာဖြစ်တယ်နောက်တစ်ခုကတော့ဘုရားကိုအကုယုံကြည်ပြီးမြတ်စွာဘုရားဓမ္မတရားဓမ္မချင်းချင်းကြိုးကိုအထုံနေကြတယ်တန်ခါတော့အရှင်မြတ်တိဟာဒီကနေ့တရင်ဝါလာကျွတ်လို့တဝါနဲ့တဝါရှင်ကျိမှုအခြေခံနဲ့ဖိမ့်မှန်ကပြုတဲ့စကားများကို ပြောဆိုကြရဖြစ်တယ်ပေါ့ အဲ့ဒါကိုပဝရဏလို့ခေါ်တယ်ပဝရဏဆိုတာဖိမ့်မနဲ့ကပြူတာဖိမ့်မနဲ့ကပြူတယ်ဆိုတာဟိုလိုဖိတ်ခေါ်ပြီးတော့ကျွမွေအခဏာမျိုးမဟုတ်ဘူးတုံနဲ့တူယဉ်နီးမှု အခြေပြုပြီးတဲ့အခါသူနဲ့အတူတူနေကြတဲ့အတိုင်းအတာအချိန်ပိုင်းတစ်ခုမှာဒီဘောဂါလौဒ်မြင်း အမြင်အာဖြင့်ဖြစ်စေတရင်ကြာအာဖြင့်ဖြစ်စေတန်တရားမကင်းတဲ့အချက်နဲ့ပဲဖြစ်စေပြောနိုင်ပါတယ်ပြောပါ ပြောလို့ရှိရင်တော့သူကိုယ်တိုင်ကကိုယ့်အပြစ်ကိုကိုယ်တွေးတဲ့အခါမှာရှင်မယားတို့ကရုဏာထားပြီးပြောနိုင်ပါတယ်ပြောလို့အပြစ်ကိုတွေးပြီးဆိုရင်တပည့်တော်ဟာပြန်လီပြုပြင်မမယ်လို့ အဗဒံယဉ်ကျေးတဲ့ပုဂ္ဂိုလ်ရဲ့အတိုင်းဝိုင်းမှာပြောရတဲ့စကားကိုပဝရဏပြုတယ်လို့ခေါ်တယ်။ဒီနေ့ဟာတသာသနာလုံးမြတ်စွာဘုရားရဲ့တပည့်တာဝကတွေထေရဝါဒနိုင်ငံအားလုံးလို့ပြောမှာ။ဒီနာကထိုင်းကမ္ဘောဒီးယားလာအိုခလလန်းကတိရိလင်္ကာနိုင်ငံမြန်မာပြည်အားလုံးထေရဝါဒ၅နိုင်ငံ ထေရဝါဒငါနိုင်ငံအပြင်ထေရဝါဒသာသနာရှိတာကိုရီးယားမှာလည်းရှိတယ်ဗီယက်နမ်မှာလည်းရှိတယ်နီပေါ်မှာလည်းရှိတယ်ဘင်္ဂလားဒေ့ရှ်မှာလည်းရှိတယ်အိန္ဒိယမှာလည်းရှိတယ်တော်တော်များများထေရဝါဒသံဃာတွေရှိတဲ့နေရာတွေမှာသူတို့ရဲ့ကလင်ဒါပြက်ကတိန်အားလျော်စွာဒီကနေ့ဖြစ်စေနေ့ဖြစ်ငါဖြစ်စေပဝရဏပြုချာမှာဖြစ်တယ် ပဝရဏယဉ်ကျေးမှုဒီနေ့ဖော်ဆောင်ရတာဖြစ်လို့တကယ်လူယဉ်ကျေးတို့ရဲ့အတိုင်းအဝိုင်းဟာ အချင်းချင်းတူနေတဲ့အခါပြောစရာရှိရင် ပြောပါနော်ခုခေတ်ဆိုရင်ပြောစရာရှိရင်ပြောပါအာမနာပါနဲ့နော်အမတွေ့လို့ရှိရင်သူကိုယ်တိုင်ပြုပြင်ပါမယ်ဆိုတဲ့ယဉ်ကျေးတဲ့တူတူမပြောဝတ်မဆိုဝတ်မရှိเสียအောင်ပြောစရာရှိပြောပါ ဆိုပြီးတော့ဖိမှန်တကပြုရတာကိုပဝရဏလို့ခေါ်တယ်။ပါဠိစကားဖိမှန်တကပြုခြင်းကိုပဝရဏ။ဆိုတော့ဒီတရင်ကျော်လာပြီနေ့မှာတိုက်တိုက်ဆိုင်ဆိုင်ဒီထူးခြားတဲ့နေထူးနေမြတ်အခါသမယကြီးပဲဖြစ်တယ်ပေါ့။မြတ်စွာဘုရားဗိဓမ္မာတရားဟောလို့ဆုံးသတ်တဲ့နေ့ဖြစ်လို့ဗိဓမ္မာခါတော်နေ့ဖြစ်ခြင်းတပရိသန်နဲ့ပြေကလူပြေလိုပြန်လီကြွဆင်းလာတဲ့ ဒေဝရဟဏသမယအခါတော်နေဖြစ်ခြင်းတန်ဃာတော်ရှင်မြတ်တွေကတဘာနဲ့တဘာဖိတ်မှန်တွေကပြုတယ်ပဝရဏဘွဲဆင်းရဲရပဝရဏနေဒုနေမြတ်ဖြစ်ခြင်းလို့ဘုရသာသနာနဲ့ပတ်သက်ပြီးတော့အခါတော်၃ရက်ပေါင်းဆက်ထားတဲ့နေဒုနေမြတ်အခါသမယပဲဖြစ်တယ်ပေါ့ဒါဟာဘုရဘသာဝင်သူရောစင်းတွေတည်တည်တည်လိုက်တဲ့အချက်တွေပဲဖြစ်တယ်ဒီကနေ့ပါချောက်နော် ခေတ်တဲ့ holiday ဖြစ်ရသလဲဆိုတာဒါထူခြားတဲ့သိမြင်လက္ခဏာတွေကြောင့်မို့လို့မြန်မာနိုင်ငံမှာအုပ်ချုပ်တဲ့ဆိုရမင်းနေကအစင်လာရဒီတရင်ကျွတ်လာပြည်နေကိုတရင်ကျွတ်ပွဲဆိုပြီးတော့ဒီခေတ်တဲ့ holiday အနေနဲ့သတ်မှတ်ခဲ့တာနော်အဲ့လိုသတ်မှတ်တော့ရက်အားဆိုပြီးတော့တကယ်ကတော့ဘုရားဗဒဝင်သူတော်စင်တွေနဲ့ ရှက်အားဆိုတာအလုံးမလုံးပဲရှောက်လျက်မဲ့နေလားလို့ဆိုတာအဲ့ဒါလို့တော့မဟုတ်ဘူးနော်ရှက်အားရပြီဆိုတာဖရာတရားနဲ့ပတ်သက်ပြီးတော့လှုပ်ခွင့်ရအောင်လို့ရက်အားပေးတာဖြစ်တယ်ပေါ့ဒီနေ့အခါသမယမှာဥပုပ်သရင်ဆောင်သုံးမယ်စီမီနဲ့မြတ်စွာဘုရားကို ပူဆောင်မယ်အဘိဓမ္မာတရားတော်ကိုပူဆောင်မယ်ဘဝရဏဘဝတက်ရောက်ပြီးတော့ဒါနကောင်းမှုစသည်ပြုလုပ်မယ်ဆိုတဲ့ ုသိုလ်များစွာဖြစ်တဲ့အခါသမယနေထူနေမြတ်ပဲဖြစ်တယ်ဆိုတာကိုတရင်ကျော်လာပြီးနေရောက်တိုင်းရှင်နေနှလုံးထဲမှာမှတ်သားထားကြဖို့အဲလိုမှတ်သားထားတဲ့အတိုင်းပဲဝန္တကျဉ်းနှမှုတွေနဲ့ကုသိုလ်ရတဲ့ပွဲဖြစ်အောင် ကြိုးစားအထောက်ကြဖို့လိုအပ်ပါတယ်ရှေးဥစွာပြောအောင်ပါဖြစ်တယ်အခုဒီနေ့ဟောကြားမဲ့တရားကောင်းစဉ်ကမြတ်စွာဘုရား ပါဝင်တက်ရောက်သည့်ဘဝရဏဘွဲဆိုဘုရားရှိတော်ကဘုရားကိုယ်တိုင်ဘဝရဏပြုသလားလို့တန်ဃာတွေဘဝရဏပြုသလို့မြတ်စွာဘုရားကရောဘဝရဏပြုသလားဆိုပြုတယ်ဆိုတာထောက်ထားရှိတယ်เนาะဘဝရဏတုတ်တန်လို့ဆိုတာတန်ရွတ်တဲ့နေ့ကမှပါရှိတယ်တာဝရိန္ဒနတ်ပြည်ကလူပြည်ကိုပြန်ကြွတော့မယ်တရင်ကျော်လာပြည်နေ့မှလည်းပဲ စာပေကျမ်းကမှာပါဠိစာပေမှာဒီမြတ်စွာဘုရားဟောပဝရိတဝါပဝရဏပြုပြီးွေလို့ဆိုတဲ့စကားလုံးလေးပါတယ်ဒါပရိသတ်နတ်ပြည်မှာအဘိဓမ္မာတရားဟောဆုံးသက်ပြီးတော့ဒီနေ့မှာလူပြည်မပြန်ခင်ပဝရဏပြုခဲ့သေးတယ်ပဝရဏပြုတယ်ဆိုတော့ဖိတ်မှန်တကပြုတယ်ရသဗျာလိုပုဂ္ဂိုလ်အတောင်ဖိတ်မှန်တကပြုနိုင်တယ်။ဇန်နေပုဂ္ဂိုလ်တွေကဘာမှမပြုနိုင်ကြအကြောင်းရှိဘူး။သူဟာ ဘုရားသာသနာတော်ရဲ့ခေါင်းဆောင်လည်းဖြစ်တယ်တရားဓမ္မကိုဥစည်းဟောပြောတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်သို့သော်အဲ့ဒီခေါင်းဆောင်ပုဂ္ဂိုလ်ကိုယ်တိုင်ကိုကသူ့ပုံမှာမမတော်မလျော့အပြစ်များတွေ့တယ်ဆိုရင် ပြောပါလို့ဒီလိုတောင်းဆိုချက်ဖိတ်မှန်တဲ့ကပြုတ်ချက်ဟာအလုံးကိုအံ့ဩစရာကောင်းတယ်လို့ပြောပါမယ်။များသောအားဖြင့်ထိတ်တန်းကောင်းဆောင်နေဟာသူပြောတာပဲလုံးဝမယ်သူခိုင်းတာပဲသူခိုင်းတဲ့အတိုင်းပဲလုံးဝမယ်ဆိုတဲ့ ဒီရှိတယ်သူဘယ်သူမှပြောရေးဆိုခွင့်မရှိဘူးဆိုတဲ့ပုံစံမျိုးမြတ်စွာဘုရားမှအဲ့လိုမဟုတ်ဘူးသူ့ပေါ်မှာလည်းပြောဆိုခွင့်ရှိတယ်ဆိုတာကိုပြတ်တာလို့ရကိုယ်တိုင်ပေါ်ဝရဏပွဲကိုတက်ရောက်တာဖြစ်တယ်ဒါပြင်ဟုတ်ပြီဒီနေ့အဘိဓမ္မာတရားဟောကြားလို့အဘိဓမ္မာခါရောနေ့ဆိုတာကိုလည်းအထူး